ကိုလူကျော်အကောင့်မှရှင်မင်္ဂလာပါဝင်တာ NCA ဘိန်းနေရာမထွက်တော့တာလားတဲ့မှန်ပါတယ်ခင်ဗျဘာလို့လဲဆိုရင်အဓိကတော့လောလောဆယ်လက်ရှိနိုင်ငံတော်အစိုးရကဆိုင်ငယ်တနုံဝင်နေရာပိတ်ထားစေပေါ့နော်ဒါကတော့လက်ရှိမူဝါဒအရာပါအဲဆိုနောက်ပိုင်းဆိုင်ငယ်တနုံဝင်နေတာပြန်ဖွင့်ပေးလိုက်မယ်ဆိုရင်တော့ဝင်တာ NCA ဘိန်းနေလဲအများကြီးထမ်းဝင်လာဖို့ရှိပါတယ်ဝင်တာရဲ့မြန်မာနိုင်ငံတအူးတဲ့ကိုယ်စားလှယ်က ဝန်တာ NCA မြန်မာကုမ္ပဏီပဲဖြစ်ပါတယ်။ဝန်တာဆိုင်ငယ်တွေကိုတရားဝင် authorized distributor ရရှိထားသူကတော့ဝန်တာ NCA မြန်မာကုမ္ပဏီပါ။တနင်္ဂနွေနေ့ပြန်ပြလာမယ်ဆိုရင်တော့ဝန်တာ NCA ကနေလည်းဝန်တာဆိုင်ငယ်တွေအများပြားထပ်မံပြတနင်္လာဖို့ရှိတယ်။လောလောဆယ်တော့ဝန်တာ NCA ကနေ EV ဆိုင်ကလေးကိုတင်သွင်းရောင်းချနေပါတယ်။ Honda Yugo EV လေးတွေပေါ့။ Honda Yugo EV ဆိုင်ကလေးတွေဆိုရင်လောလောဆယ်မှာအခုနောက်ဆုံးတော့ဘယ်ဈေးပေါက်နေလဲတော့မသိဘူး။ကျွန်တော်အရင်တည်ထားတာကတော့86သိန်းလောက်ထိ ပေါက်တယ်လို့တော့သိထားတယ်။သူကတခြားသော EV ဆိုင်ကိန်းနဲ့မတူတာက Lithium battery ကို သုံးထားတယ်။ Lithium battery ရဲ့တက်တန်းဒီအနည်းဆုံး9နှစ်ကနေ10နှစ်ကြာလောက် AACC အသုံးခံလို့ပဲဖြစ်ပါတယ်။အဲ့တော့ UU battery ထည့်တဲ့ EV ဆိုင်ကိန်းတွေကတော့ကျသိန်း40ကျော်ကျသိန်း50ကျသိန်း40အောက်အဲ့ဒီတပတ်လေးလေးပဲရှိတယ်။ဝန်နာယူကို EV ဆိုင်ကိန်းကတော့ Lithium battery ကိုထည့်ထားတာဖြစ်တဲ့အတွက်သူက10နှစ်လောက် AACC စီးလို့ရမှာဖြစ်တဲ့အတွက် ပတိဘူကဈေးကြီးသွားတာဖြစ်တဲ့အတွက်86သိန်းဝန်းကျင်နဲ့တော့ဈေးပေါက်နေတယ်လို့ဒါကျွန်တော်ကတော့အရင်တော့သိထားတယ်အခုနောက်ပိုင်းတော့ဘလောက်ပေါက်နေလဲတော့ခဏခဏမသိဘူးတတော်ကမိကွင်းလေးကိုဖြည့်ရမယ်ဆိုရင်ဒလော့ဆန်မှာ Honda NC မြန်မာ Community Honda Yugo EV ဆိုင်ကယ်လေးတွေကိုထုတ်လုပ်ရောင်းချနေပါတယ်တင်တွင်းရောင်းချနေပါတယ်စီဘိန်းနေရာတော့လောလောဆယ်တင်တွင်းရောင်းချနိုင် ခြင်းမရှိသေးပါဘူးခင်ဗျဟုတ်အဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျအခုမျိုးကူကူရေးမင်္ဂလာပါ ဟွန်ကျူးအခုပဲစည်းလဲတယ်ဟွန်ကျူးဆိုတာဟောက်ကျွဲကိုပြောတာထင်နော်။ तू ကဟောက်ကျွဲဘိန်းကနော် HAOGUE ဟွန်ကျူးပေါ့။အင်္ဂလိပ်လိုကဟွန်ကျူးလို့လည်းထွက်ကြတယ်။ဟောက်ကျွဲလို့လည်းခေါ်ကြတယ်ပေါ့နော်။ဟောက်ကျွဲဆိုင်ကလေးကလွန်ခဲ့တဲ့9လ6လလောက်တုန်းကတော့ brand new edit တွေဝင်လာတယ်။နောက်25မော်ဒယ်ရပလက်လိုင်းစင်ကြီးနဲ့ကိုအဲ့ဒီတုန်းက45ဒိန်တစ်ပတ်လေးနဲ့ရောင်းကြတယ်။ဒါဟောက်ကျွဲဘိန်းကလောလောဆယ်ခဏပစ္စည်းပြည့်နေတယ်။နောက်ပိုင်းတော့အခုတိတ်မကြခင်လပိုင်းမှာထပ်ဝင်လာဖို့ရှိတယ်လို့တော့ကြားတယ်။ တကယ်လို့လားဝင်လာမယ်ဆိုရင်လည်းကျွန်တော်တင်တယ်နော်ဘိန်းအမျိုးအစား1 dance cc လား1 device cc လားအဲ့လို engine power အမျိုးအစားပေါ်မှာမူတည်မှကျွန်တော်တင်တယ်ချက်သိန်း40ရာနေ45သိန်းကြတော့ဖြစ်နိုင်တယ်ဘာလို့လဲဆိုရင်နော်ဟောက်ကြွေဘိန်းเนี่ยအရည်တွေကောင်းတယ်နော်ချက်သိန်း40အောက်ကြီးတော့ထိုးကြဖို့အလားအလာမမြင်ဘူးဘာလို့လဲဆိုရင်ဟောက်ကြွေဘိန်းเนี่ยတရုတ်နိုင်ငံမှာနံပါတ်1 brand အဖြစ်ရည်တည်လာတာ 16နှစ်ဇက်တိုက်ကိုနံပါတ်1ဘရန်အဖြစ်ရက်တည်လာတယ်။ဟောက်ကျွေးဘိန်းနဲ့အည်တွေးအရန်ကောင်းတယ်။ဟိုးရင်ကလေးကအည်တွေးအရန်ကောင်းမိတာဖြစ်တဲ့အတွက်နံပါတ်1ဘရန်ဖြစ်တဲ့အတွက်ဈေးကလည်းအခြားတော့ဘရန်တွေတဲ့ဈေးများတယ်။ဝယ်စည်းပမယ်ဆိုရင်စိတ်ချမ်းသာတာနဲ့အရန်နဲ့ဝယ်စည်းပြောတယ်။ကျွန်တော်ကိုယ်တိုင်လည်းဟောက်ကျွေးဘိန်းဆိုင်ကယ်စီးဘူးပါတယ်လက်ရှိလဲကျွန်တော်အိမ်မှာကျွန်တော်အမအဟုတ်ကျော်အော်တိုလေးစီးနေတယ်အခုချိန်ဒီအရန်ကောင်းနေအင်ဂျင်မကြဘူးနှစ်ဘလောက်ကြာကြာစက်တန်လေးကညင်ညင်လေးအင်ဂျင်အဆွဲယုံကလည်းကျသွားတယ်လို့မရှိဘူး စီးမယ်ဆိုရင်အရင်စီးပြောတယ်တကယ်လို့အခုနောက်လာဒီမှာထပ်ဝင်လာခဲ့မယ်ဆိုရင်တော့မှဈေးတန်းကတော့ကျွန်တော်ထင်တယ်ကျပ်သိန်း40ရာနေ45သိန်းကျားလောက်ဖြစ်နိုင်တယ်ကျပ်သိန်း40အောက်ထိတော့ထက်ကြဖို့အလားအလာတော့မမြင်သေးပါဘူးမမြင်သေးပါဘူးเนาะအဖြေလေးတစ်ခုရမထင်တော့ကျေးဇူးတင်ပါတယ်ဗျာ